ဟယ်လိုအားလုံးပဲမင်္ဂလာပါတငယ်ချင်းတွေကျွန်တော်ခစ်ဘုံခါပါဗျာတငယ်ချင်းတွေကိုဒီနေ့ဆယ်လပိုင်း7ရက်နေ့ပေါ့နော်နည်းနည်းမျှဝေပေးခြင်းနဲ့တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းပေါ့နော်စစ်ရေးသတင်းပေါ့အဲ့ဒါပြောပြကြပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တီဘောမြို့ကိုနိုင်ငံတော်အစိုးရကပြန်လည်ထိန်းချုပ်ဖို့မြမတက်မတော်ကပြန်လည်သိမ်းပိုက်ဖို့အတွက်စီစဉ်နေတဲ့အခြေအနေအာဒါ line 3သူအားလုံးသိပါရယ်နော်အဲ့တော့ မြန်မာတပ်မတော်စစ်ကြောင်းတွေကတီဘောမျိုးပတ်ချလဲမှာပတ်ဝန်းကျင်မှာဘယ်နေရာမှာရောက်နေလဲဘယ်နေရာမှာရောက်နေလဲဘယ်နေရာမှာရောက်နေလဲဆိုတာကိုပြောဖို့အတွက်မသင့်တော်ဘူးတက်တီတက်လှုပ်ကိုပြောလို့မရဘူးတပ်မတော်ရဲ့တီနေရာကိုပြောလို့မရတဲ့အတွက်တခုလေးတော့ပြောမယ်တီဘောမျိုးပတ်ဝန်းကျင်6မိုင်နဲ့4ဖာလုံးပတ်လဲမှာတီဘောမျိုးအလုံးဝန်းရံထားပြပါပြီတီဘောမျိုးကိုမကြခင်မှာနိုင်ငံတော်အစိုးရနဲ့ မြန်မာတပ်မတော်ပြန်လဲထိန်းချုပ်မှာပါလို့ပြောခြင်းတယ်အဲ့တော့ပြန်ပြောပါမယ်တီဘောမျိုးရဲ့6မိုင်နဲ့4ဖာလုံးပတ်ချလဲပေါ့အဲ့ပတ်ချလဲမှာတီဘောမျိုးကိုမြန်မာတပ်မတော်ကအလုံးဝိုင်းရံထားပြီးပါပြီအဲ့တော့တီဘောမျိုးသူမျိုးသားများအလုံးပျော်ရွှင်ကြပါတော့ဗုဒ္ဓဘာသာတော်တော်များများစုဝေးထားတဲ့မျိုးလေးဆိုတော့လေအရန်ဝင်အေးချမ်းတဲ့မျိုးလေးဖြစ်တယ်ကျွန်တော်လည်းအခောက်အခါကရောက်မှုပါတယ်ဗျအဲ့တော့ တီဘောမျိုးကမကြခင်နိုင်ငံတော်အစိုးရရဲ့လက်ဝဲကိုပြန်ရောက်တော့မှာပါခလေးတွေကြောင်းပြန်တက်ရမယ်ကျမ်းမာရေးစောင့်ရှောက်မှုတွေအင်တာနက်ဝန်ဆောင်မှုတွေဖုန်းဝန်ဆောင်မှုတွေလျှက်စစ်ပြီးဝန်ဆောင်မှုတွေအဆန်းအယားရပေါ့ကွာပြန်ရတော့မယ်အဲ့တော့ဘယ်နေရာမှာမြန်မာတပ်မတော်စစ်ကြောင်းတွေစစ်ကြောင်း၄ကြောင်း၅ကြောင်းလောက်ဘယ်နေရာတွေဝင်နေတယ်ဆိုတော့မပြောလို့ဘူးဘယ်နေရာမှာရှိနေတယ်ဆိုတော့မပြောလို့ဘူးဘာဖြစ်လို့လဲဆိုတော့ရန်သူတွေကတပ်မတော်ရဲ့တည်နေရာကိုသိသွားမှဆိုတဲ့အတွက် အဲ့တော့ကျွန်တော်ပြောပြချင်တာတိဘောမြို့သူမြို့သားများဝမ်းသာကြပါတော့လို့တိဘောမြို့ဟာမကြာခင်မှာအမိမြန်မာနိုင်ငံတော်ကြီးရဲ့နိုင်ငံတော်အစိုးရရဲ့လက်ဝဲကိုပြန်လည်ရောက်ရှိတော်မှာပါလို့အတူချုပ်လေးပြောချင်တယ်နောက်တစ်ခုဒုတိယဆင့်အနေနဲ့ကျွန်တော်ခစ်ဘုံကအနေနဲ့သုံးသပ်ချင်တာပါလဲဆိုတော့တိဘောမြို့မှာရှိရဲ့ဟိုဘယ်လိုပြောမလဲမိဘပြည်သူတွေပေါ့နော်နည်းနည်းလေးတော့တတိထားစေချင်ပါတယ် အမှန်တကယ်ဆိုရင်ချက်ချင်းဒီဘောမျိုးဝင်သိမ့်ပြလို့ရပါတယ်မြန်မာတက်မတော်အနေနဲ့အပေါ်ကလည်းလေရင်နဲ့ကင်းထောက်ပေးမယ်လေရင်နဲ့ကင်းထောက်ပေးမယ်ဒရုန်းတွေကလည်းမြို့တစ်မြို့လုံးပေါ်မှာဝဲပြန်နေမှာမြန်မာတက်မတော်စစ်ကြောင်းကလည်းခြိတက်လာမယ်ဒါလိုက်သိမ့်ပြလို့ရတယ်သို့သောနိုင်ငံတော်အကြီးအကဲများတက်မတော်အကြီးအကဲများကဘယ်လိုစဉ်းစားလဲဆိုတော့မြို့မှာရှိတဲ့နိုင်ငံပိုင်းအဆောက်အအုံတွေအ ਨੇ ဆုံးနိုင်ငံပိုင်းအဆောက်အအုံတွေမပြတ်စေရအောင် ပြီးတော့ပြည်သူပြည်သားတွေအထိခိုက်မရှိရအောင်မြို့ရဲမှာရှိနေတဲ့မြို့ပြမှာရှိနေတဲ့ယထာလန်းတွေဥပမာပေါ့ကွာဆိုကြပါစို့ရှိတာမရှိတာသာသာတန်လန်းတွေကားလန်းတွေဆေးရုံတွေအဆောက်အအုံတွေနောက်ပြီးတော့မိမပြည်သူတွေအထိခိုက်မရှိရအောင်မြို့ရဲ့ပြည့်စည်မှုကားလန်းရအစားကွာပြည့်စည်မှုမရှိရအောင်ထိန်းချောင်းပြီးတော့တော်တော်ကိုမှသူတို့ထိန်းထိန်းချောင်းချောင်းနဲ့စစ်ဆင်နေရတာပါအမှန်တကယ်ဆိုအခုစစ်ကြောင်းထိုးပလိုက်အခုမြို့ရဲဝင်လာခဲ့ စစ်ကြောင်း၄ကြောင်းလုံးဝင်လာခဲ့အဲ့ပလောင်သဘုံခန်းတိုက်ရဲပါမလားမြန်မာတပ်မတော်စစ်ကြောင်း၄ကြောင်းလုံးကွာရက်ွက်လေးကွာတွေဝင်လာဝင်လာခဲ့ပလောင်သဘုံခန်းမတိုက်ရဲဘူးသို့တော့မြို့ထဲမှာတိုက်ပွဲဖြစ်ပြီးဟေးဆိုရင်မိဘပြည်သူတွေအိမ်တွေအစောအုံတွေလူတွေအထိခိုက်ရှိမယ်ရင်ယထာကားပေါ့အဲ့လိုမျိုးတွေအထိခိုက်ရှိမယ်ဒါဟာတပ်မတော်ကနိုင်ငံတော်အကြီးအကဲများရဲ့ညော်မြင်30ချက်ကဘလောက်ထိကြီးမားလဲဆိုရင်ချက်ချင်းဝင်သိမ့်ပြလို့ရပါလျက်နဲ့မြို့ထဲမှာတိုက်ပွဲမဖြစ်ချင်တဲ့အတွက် တိဘောမျိုးပတ်ဝန်းကျင်မှာရှိရဲ့ဂိုင်းများဂိုင်းနာပေါ့ဗျာတက်ကိုင်းလေးတွေကိုအရင်ခုတ်လိုက်တာခုတ်ပြီးတော့မှအပင်တပင်လုံးကိုညီမလို့ခေါ်ရင်ခြိုင်နေခေါ်တာပေါ့အပင်တပင်လုံးကိုခြိုင်ပြီးဓာတ်နဲ့ခုတ်ပြီးတော့မှပင်စီပဲကြံတော့မှတူးလှဲမဲ့အနေထားဒါကြောင့်မလို့သိခံပြီးတော့ခဏလေးပဲစောင့်ပေးပါလို့နော်အဲ့တော့တိဘောမျိုးနဲ့6မိုင်ပတ်ချာလဲမှာမြန်မာတက်မလို့စစ်ကြောင်းများရောက်နေပါပြီတိဘောသူတိဘောသားများအရင်လိုပဲမြန်မာနိုင်ငံမှာတိဘောဆိုတော့အရန်နာမည်ကြီးတဲ့မျိုးလေ အရင်လိုပဲအေးချမ်းပျော်ရွှင်စွာပြန်နေထိုင်နိုင်ဖို့အတွက်ရပ်ပိုင်းလေးပဲစောင့်ပေးပါလို့ပြောရင်းနဲ့ကျွန်တော်ခေပုံခါရဲ့ဒီပရိုဖိုင်ကိုတည်ပေါ်သူတည်ပေါ်သားများမြန်မာနိုင်ငံသူနိုင်ငံသားများကိုချစ်တဲ့စိတ်နဲ့ပြောပြရင်ဒီပရိုဖိုင်ကိုဒီဘက်နေကုန်းချုပ်ပါရယ်မြန်မာပြည်ကြီးကိုလက်ပါဗျာ thank you ကျွန်တော်ခေပုံခါပါတည်ပေါ်သူတည်ပေါ်သားများအားလုံးကိုတယောက်မကျန်ချစ်တယ်မင်္ဂလာပါရှင့်ဒီနေ့ကတော့အော်တိုဘာလ အောက်တိုဘာလ17ရက်နေ့ဖြစ်ပါတယ်ရှင်ဘူးလက်အဘဥလာဆွေပေါ့နော်ဘူးလက်လှဆွေနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာပေါ့သူတို့ USDB ပါတီကလူတွေကိုတိုင်မလေးအဘကလေးဆန်နေပေါ့အဘလို့မပြောပါဘူးအဘဆိုရင်နည်းနည်းဟုတ်အဘတွေနဲ့ပြောသားမှာစူလေးလေးကကလေးဆန်နေပေါ့သူတို့အဲ့လိုမျိုးပြောတယ်ကျမတို့ကြိုက်တယ်ဒီ message မားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ထပြောတာ ဒီလိုမျိုးခေါင်းငိမ်ခေါင်းခါလုံနေမဲ့လူတွေမှာဟုတ်ဖဲနဲ့အဲ့လိုပါပဲပြောပြောအစိုးရအဖွဲ့ထဲမှာစွာစီလန်လေးလဲပါတည်နေလीကျမပြောရမလားခေါင်းငိမ်ခေါင်းခါလုံနေရဲ့လူတွေနဲ့မတူဘူးလဲကောင်းတယ်လीအဲ့တော့ရှင်တို့ဟိုသူတို့ပါတီအချင်းချင်းပေါ့အဲ့လေးလေးကကလေးဆန်နေပေါ့အဲ့အဲ့လိုပေါ့ထထပြီးပြောတယ်ဥပါတို့အော်ပြီးရင်ပေါ့စစ်စေးခံရတာတရင်မှန်လားမလားမသိဘူးเนาะကိုယ်တိုင်ဘလိန်နေတာ အနီတွေနဲ့ကွာခြားချက်ကအဲ့ဒါပဲတိလာကျမကအဲ့ဒီပါတီတစ်ခုတည်းကိုအားပေးတယ်လို့ပြောကျမနိုင်ငံကိုမျက်နှာမူတယ်ဒါပေမဲ့ကျမကြိုက်တဲ့လူတွေပြည်သူပါတီမှာလည်းပါတယ်ပြည်သုံးလုံးမှာလည်းပါတယ်ညီညွတ်ရေးနဲ့အဲ့ဒီပါတီမှာလည်းပါတယ်ကျမကြိုက်တဲ့လူတွေရှိတယ်အန်ဒီခင်ငယ်ကျော်လို့တူတတိပုဂ္ဂလာတွေလည်းကြိုက်တယ်ဦးအောင်မျိုးလိုလူတွေလည်းကြိုက်တယ်အဲ့တော့ PR စနစ်ဖြစ်တဲ့အတွက် အဲတကယ်အရေးချင်းရှိတဲ့လူတွေပါပါစေအခုလိုမျိုးအာလေးလေးဥလာဆွေလိုမျိုးအဲ့လိုစွာစီလဲလဲပါစေချင်တယ်လေးလေးကဒီ USDB ထဲမှာဆိုရင်ဟိုးရင်ကလေးကတယောက်သေးဖိုက်နေတဲ့လူလို့မြင်တယ်ဘယ်သူမှမပြောရဲဘူးကြံ့ခိုင်ရေးဆိုတာဘယ်ကောင်နေမှမတိတဲ့အချိန်တောင်မှ तू တစ်ချိန်လုံးပြောနေတာအဲ့တော့ ့ဒီလိုအခုပြောတဲ့ကိစ္စလည်းမားမားမှန်မှန်ကျမတော့ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အဲမားတယ်ဆိုရင်လေနိုင်ငံကိုကောင်းစေချင်လို့မားတာပဲဖြစ်တယ်နော်ပုံမှန်ကတော့လူကြီးတယောက်နေနဲ့အတွေ့အကြုံတွေရမှန်နေမှသိကြတယ်ကျမတို့တော့မှအမြဲတမ်းပြောတယ်ဥလားစေသမီးလားလို့ကျမကကျေနပ်တယ်ဘာဖြစ်လို့လဲဆိုတတိရှိရှိပြောရတာလေကိုကိုထိခိုက်မှာတိရသနဲ့ပြောရတာအဲ့ဒီအရင်တော့ USB ကောင်နေဘဲကောင်နေက US UNDP ကအခွဲဝင်နေလဲလို့မသိအောင်ပုံရှောင်နေတဲ့အချိန်မှတော့မှသူတစ်ချိန်လုံးပြောနေခဲ့တာသိလားအမုန်းခံတာလေကျမကြိုက်တယ်အစိုးရအခွဲမှာအဲ့လိုလူတွေပါတာကြိုက်တယ်အမျိုးတွေမင်္ဂလာပါဗျဒီနေ့က7ရက်10လပိုင်း2000နတ်မှ25ဖြစ်ပါတယ်ဗျကောင်းစီကတော့ဒါကြီးဘူးလက် မျက်လဲပြတာခါရတယ်ပေါ့နော်ဘူလာကြီးမျက်လဲပြတာခါရတယ်ပေါ့နော်ဒါပေါ့နော်ဟိုကဲမှားဟိုကဲဟောင်းစီရောအုပ်စုတွေမြတ်ကျော်တို့အုပ်စုတွေတော်တော်များများပေါ့ဗျာတော်တော်များများတို့တွေကတကယ်ဘုရားကျေဆိုခစ်တစ်တို့ BBC တို့ကပဲကြည်တာဗျာခစ်တစ်တို့ခစ်တစ်တို့ BBC တို့ဆိုလဲတရိเนาะ အခါတရမှာ90ခုကတရင်ရလွဲချော်နေတဲ့လူတွေကြိုက်ပေါ့လွဲချော်နေတဲ့လူကြိုက်တိုင်းမျိုးလဲကောင်းကျိုးပေးတဲ့ဒေသနာတွေပေါ့ဒေသနာတွေပေါ့နော်အဲ့တော့ဒေသနာတွေမဟုတ်တာတချို့ပြည်တွင်းနဲ့ဒေါက်တာဒေါက်တာတွေဆိုလဲလူလုံးနဲ့ဆက်တွေ့ပြီးနော်တရားမဝင်ဖွဲ့နဲ့ဆက်တွေ့တာရှိတယ်ဒါလဲဦးစင်းရဲ့ဒေဒီဂရမ်မှာလဲတင်ထားပါတယ်နော် အဲ့တော့ဒါလည်းဌာနဆိုင်ရာနတ်သက်ကတာဝန်ရှိပုဂ္ဂိုလ်များအားလုံးနဲ့လည်းဒါကြီးဟာတို့လည်းသူများတို့စစ်စစ်ဖို့လိုတယ်ဗျာနော်စစ်စစ်ဖို့လိုတယ်ဘူလက်ကြီးကိုဖမ်းသွားပြီဆိုပြီးမှခေါ်လာတော့ဒီကြောင်ကြရတယ်ဗျာနော်ဒါကတော့ခေါ်တယ်ဆိုတော့လေဘူလက်ကရွေးကောက်ပွဲမှာလည်းဒါအရွေးခံမဲ့အမတ်လောင်းတော့ဘူးလေဗျာလိုအပ်ချက်ရှိရတော့ ဘာတွေမှလိုရတယ်လဲဘယ်လိုဟာတွေမှလိုရလဲလိုရတဲ့သူဘယ်သူကမြင်လိုက်တယ်လို့မတိပါဘူးဗျာဘူးလိုက်ကြီးခဏဝါရဲဆိုတော့ဟုတ်လားသူကအိနေရနေထွက်ကြည့်လောက်ထွက်မှာပေါ့သွားကြည့်လောက်တော့ပေါ့နော်အဲ့ဒါကြီးကိုဘူးလိုက်ကြီးပုံပြေးလို့ခါသွားပြီဆိုပြီးမှပြောကြလာပေါ့ဗျာဝန္ဒအာရနဲ့ဖွားကြလာပေါ့ ဘူးလက်ကြီးတကဘူးလက်ကလည်းခဲ့ဆိုအဲ့ဒီလူကလည်းပြောပေါ်နေရတဲ့တူကြီးပဲနော်တကရဲ့ဂိုင်ဘူးလက်ဆိုရလည်းပြောနေရတဲ့တူကြီးတော်လဲလူတော်တွေလည်းပါလဲဆိုလို့ပြောလို့ရတယ်တခါတလေကြောက်ရလဲဒါလည်းပုထုဇဉ်လူတော်ဟုတ်ကဲ့အမားနဲ့တော့ဘယ်ကင်းရမလဲပေါကုတော်လည်းအမားလေးရှိတာပဲအမားနဲ့မကင်းဘူးအမားနဲ့မကင်းဘူး ဘူလက်ကြီးကအားလုံးလည်းပြောပြီးပေါ်ချလာတယ်ဟွာတို့တို့စကားကြောစွာနဲ့စကားကြောစွာပါတယ်ဘာဟိုဘာလို့ဖန်ခန္ဓာဆိုဘနာနာငပြောသည်ဆိုတော့အဲငပြောသည်ရဲ့အတိတ်ပြခင်ဗျားတွေ့ကြည့်မြောက်တီးတယ်မင်းငပြောသည်စားမလားဘနာနာငပြောသည်ပြောသွားပါဗျာဟိုကနေအကုန်လုံးနော်ဘူလက်ကြီးကပြောပါတာထုံးနေလို့ဆိုပါပဲဗျာအဲ့လိုတို့တို့လူတွေကတို့တို့တွေကလူတွေဆွဲလို့ခေါ်ခေါ်ပြီးမင်းမြတ်ပြီဆိုရင်လည်းပဲ ခံသွားပြီစီးသွားပြီနဲ့ဟုတ်လားတူဦးငါဦးတရင်ဦးမဆောင်ကြအောင်သူ့ထက်ငါဦးငါထက်တူဦးအောင်ဆိုပြီးအတဲတန်တင်ကြတာအလဲတန်ဝိုင်းတင်ကြတာနော်ဝိုင်းပြီးတင်ရတာဘုရားအလဲတန်ခင်တိတူဟာတရင်တွေယူမှာကြည့်ပြီးမှဖတ်ပြီးပြောကြတာအာရပါရကြီးနောက်တော့တို့တရင်နေမမမအဲ့တော့ခင်ဗျားတို့ပြည်သူများအားလုံးပဲသုံးဖြတ်ပါဗျာ သူတို့ကတော့ဘူလက်ဆိုတာလဲဒါကြော်ကြတဲ့လူတယောက်ထဲမှာပါတယ်လေဗျာလူစိတ်ဝင်စားမှုရှိတာပေါ့နော်ဘူလက်တို့ဆိုတာလဲအဲ့လိုစိတ်ဝင်စားမှုဖွာလိုက်ပြီဆိုလို့ရှင်ရွက်ောက်ဝဲဝမဲရွက်ောက်ဝဲဝမဲနည်းနည်းပါးပါးလေးပဲထိရှိပါထိကြည့်ဆိုတဲ့ပုံစံမျိုးလောက်ကြအောင်ကြပါတယ်လောက်ကြအောင်ကြပါတယ်ရွက်ောက်ဝဲအတီးလာလေအဖြစ်တရားများများလေနော်ရွက်ောက်ဝဲကတ်လာလေအဖြစ်တရားများများလေပဲဗျာဒါတော့ဟာပါပဲ လွယ်လွယ်နဲ့တော့ဟုတ်လားညစွာဖျားရှင်ကိုတော်မြတ်တော်မှလေးတိတ်ချင်းနဲ့ကဘာတဲ့ပါရမီဖြည့်ပြည့်ကြည်ကြံခဲ့ရတာပဲအမှဘုရားဖြစ်တာပဲဘုသူဇင်းနေရတော့ပြောမနေနဲ့ဘုသူဇင်းနေရတော့ပြောမနေနဲ့တိုက်ခိုက်မှုမျိုးမျိုးရှိမှာပဲနော်အဲ့လိုတိုက်ခိုက်မှုတွေရှိမယ်အဲ့လိုဝေဖန်မှုတွေရှိမှာ အောင်မြင်ပါလေဗျအဲ့လိုမှမတိုက်ခိုက်မှုဝေဖန်မှုဆိုလို့ဟုတ်လားလူတယောက်ကအဲ့ အဆဲဆိုအဝေဖန်မှမခံရရင်တဲ့အဲ့လူကတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့နော်ပြောချင်တော့အဆဲဆိုဖန်မှုခံရမှဒါလေးအောင်မြင်တာပေါ့ဗျာအောင်မြင်တာပေါ့နော်ဒါလေးလည်းသိဘူးပါပေါ့ဦးဇင်ပြောပြချင်းဖြစ်ပါတယ်နော်အဲ့တော့ဘူးလက်ကလည်းအောင်မြင်တဲ့ခဲမှလည်းပါတယ်လို့ပြောလို့ရတယ်ပါတယ်လို့ပြောလို့ရတယ်အဲ့တော့သူ့လည်းဆဲဆိုကြမှာပဲမြတ်တမရုံနဲ့ပတ်သက်ရင်ဒီချိန်ကြီး ို့သောလူနေစုကမကောင်းပြောနေကြတယ်ရှိပါတယ်စစ်တပ်မကောင်းကျွန်တော်လည်းစစ်တပ်မကောင်းတဲ့အကြောင်းပြောနေပါတယ်စစ်တပ်မကောင်းခဲ့တာအများကြီးရှိပါတယ်စစ်တပ်မကောင်းတဲ့အကြောင်းပြောကြပါစစ်တပ်မကောင်းတဲ့အကြောင်းပြောရမယ်ဆိုရင်လွတ်လပ်ရေးရကစားအခြေအနေ မြန်မာပြည်လုံးဤတွင်းစစ်မီးဟောင်းဟောင်းတောက်နေတဲ့အခြေရန်ကုန်အစိုးရလို့နိုင်ငံခြားသတင်းဌာနတွေကပြည့်ရည်ပြုနေကြတဲ့အချိန်မှာအနည်းငယ်ပဲကြံတော့တယ်တိုင်းချစ်ပြီးချစ်စိတ်မျိုးချစ်စိတ်မျိုးဖြစ်ရှိတဲ့စစ်သားတွေအဲ့ဒီစစ်သားတွေနဲ့ဖွဲ့စည်းကြတဲ့စစ်တပ်သူတို့နဲ့မဆိုင်တယ်လို့နေလိုက်ရမြန်မာပြည်ကြီးကိုမကာွယ်ပဲ နေလိုက်ရမှာလက်နဲ့ဆွဲပြီးတောခုသွားကြတဲ့အခြားသောတစ္ဆာဘောစစ်သားတွေတက်ရင်းနေနေလိုက်ရမှာသို့တော်အဲ့ဒီတော့ကရှိနေတဲ့စစ်တပ်ကနေသာလို့မနေပဲအပင်မခံအတက်တွေအသေးခံပြီးတော့တိုင်းပြည်ကိုသူတို့ကာဝယ်ခဲ့ကြတယ်သူတို့မကောင်းခဲ့လို့မြန်မာပြည်မျိုးပုံကြီးက ်ပျက်စီးသွားတပိုင်းစီတစားစီဖြစ်သွားတော့ဝတ်ဆောင်တဲ့ခုနဲ့အာနာသိမ့်ပြီးတဲ့နောက်မှာလေမြမပြီအတွင်းမှာအမြင့်တွယ်နေတဲ့ဘဂဗာဆိုတဲ့အဖွဲ့အစည်းကြီးတစ်ခုစစ်တပ်ကဥစားပြီးတစားချင်းစီတဒေတာချင်းစီချိန်မုန်းခဲ့ပါတကယ်ကတော့စစ်တပ် အဲ့ဒီဘာကောက်ပဆိုတဲ့အဖွဲ့အစည်းကြီးကိုမဖြိုခွဲပဲမဖျက်ဆီးပဲထားလိုက်ရဒါဆိုရင်ဒီအချိန်မှာမြန်မာပြည်အတွင်းမှာဘာသာလည်းမရှိတော့ဘူးသာသနာလည်းမရှိတော့ဘူးမြန်မာပြည်ဆိုတဲ့မျိုးပုံကြီးလည်းဒီတိုင်းပဲရှိနေတာစစ်တပ်မကောင်းခဲ့တဲ့အတွက်စစ်တပ်ကစစ်သားတွေအသက်တွေခံစားတွေစွန့်လွတ်ပြီးဘကပဆိုတဲ့အဖွဲ့အစည်းကြီးချေမှုန်းခဲ့တဲ့အတွက် ဒီအချိန်မှာမြန်မာပြည်ရဲ့မြေရှိနေတယ်အမျိုးဘာသာသာသနာလည်းထွန်းကားနေ1988ခုနှစ်စုဘူးကျမ်းပတ်အောင်ကြွားမှုဖြစ်ပါတယ်စစ်တပ်ကမကောင်းဘူးသူတို့ကသူတို့အေးအေးချမ်းချမ်းစစ်တမ်းရမှမနေဘဲနာမည်အပြက်ခံအပင်ပန်းခံပြီးတော့မင်းမဲ့စရိုက်ဆန်သွားပြုတ်လုံနေကြတယ်အချို့သောပြည်သူတွေကဝင်ထိန်နေတယ် နာမည်အပြတ်ခံပြီးတော့အဲ့ဒီဖြစ်စဉ်ကြီးထဲမှာသူတို့တွေဝင်ပါတယ်တိုင်းပြည်ရဲ့အာဏာကိုသူတို့ယူခဲ့ကြတယ်တိုင်းပြည်ကိုအေးချမ်းချမ်းဖြစ်အောင်သူတို့တွေအင်တိုင်းအားတိုင်းပြန်ကြိုးစားခဲ့တယ်တကယ်ဆိုရင်အဲ့ဒီအချိန်မှာအဲ့ဒီတိုင်းလုပ်ပေးလိုက်ရစစ်တပ်ကမကောင်းတဲ့အခါကျတော့အဲ့ဒီအဖြစ်အပျက်မှာသူတို့ကဝင်ပါပေးတယ်ဝင်ပါပေးတဲ့အတွက် ပြည်သူအတော်များများရဲ့အသက်အိုးအစည်းစိမ်လုံလောက်တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ဖြတ်မောက်လုပ်ငန်းတွေတက်ဖြတ်နေတာဒီရက်တန်တော့တကယ်တော့ဒါစစ်တပ်ကမကောင်းလို့ဝင်ပါခဲ့တာစစ်တပ်ဝင်ပါခဲ့တဲ့အတွက်ပြည်သူတွေအေးချမ်းနဲ့ဆက်နေကြရခဲ့နောက်တော့ခင်မှာလဲဒီတိုင်းပါပဲစစ်တပ်ကမကောင်းခဲ့ပါ ။ဘာကြောင့်လဲဆိုတော့ဒီမိုကရေစီနိုင်ငံကြီးပေါ်ပေါက်လာဖို့အတွက်ဒီမိုကရေစီအစိုးရတည်တရက်ပေါ်ထွက်လာဖို့အတွက်သူတို့ဒီအားကိုစိုက်ပျိုးနိုင်ကြတယ်။ဘုရားမူကြီးတန်းရွှေလည်းမကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာအောင်ဘော်ဆန်းစုကြည်လွှတ်တော်နဲ့ရောက်လာအောင်တက်လာမဲ့ဒီမိုကရေစီအစိုးရအစင်သိနေထိုင်ခွင့်ရအောင်စောင့်ဦးနေစောင့်ပေးခဲ့ပါဘူး။သူမကောင်းတဲ့အတွက် သူဥဆောင်တဲ့စစ်တပ်ကိုပေါင်းတဲ့အတွက်မြန်မာပြည်မှာဒီမိုကရေစီဆိုရတဲ့နာမည်ရခဲ့တယ်။ဒေါ်စန်းစုကြည်နေရာတနေရာကိုရခဲ့တယ်။ဥသိမ်းသိမ်းဆိုရတက်လာတဲ့ရွေးကောက်ပွဲလုပ်တယ်။ energy ဆိုရမဲနိုင်ရတယ်။အဲ့ဒီရင်မှာလည်းစစ်တပ်မကောင်းဘူးပြန်။မဲနိုင်ရတဲ့ energy party ကိုဆိုရလုပ်ခဲ့ပေးခဲ့တယ်။အေးချင်ရအနာလွှဲပြောင်းတာကိုလက်တည်ပြုခဲ့တယ်။ ီလိုပါပဲနှစ်သုံးညနှစ်နှစ်ဖြစ်စေဖြစ်တယ်စစ်တယ်မကောင်းဘူးပြင်တကယ်ဆိုရင်မင်းမေ့စရိုက်ဆိုင်ဆိုင်လမ်းပေါ်မှာလှုပ်ရှင်တိုင်းလှုပ်နေရတယ်ဘာမှမပြောပဲလှုပ်မိထားလိုက်ရကြည့်နေလိုက်ရလမ်းနေပိတ်ကာရီပြည့်ချေအောင်ဆောင်နာမည်ဘောင်းစုံတက်တဲ့လပိတ်တွေလှုပ်နေကြတာစစ်တပ်ကလူတွေကကြည့်နေကြတာဒါပေမဲ့သူတို့ကမကြည့်ဘူး နာမည်ပြက်ခံအမုန်းခံပြီးတော့သူတို့ဝင်ပါခဲ့ကြအဲ့တော့စစ်တပ်မကောင်းတဲ့အခါကျတော့အဲ့ဒီချိန်မှာဖြစ်နေတဲ့ရုံးရင်ဆန်ကမှုတွေပုံကြောမှုတွေဖြတ်မောက်တုံးတွေချုပ်နှိမ့်တော့ကြအခုလည်းဒီတိုင်းပါပဲဘုံရုံးကြီးမင်းအောင်လိုက်ဥဆောင်တဲ့စစ်တပ်ကတော့ဘူးပြဘာကြောင့်မကောင်းလဲဆိုသူတို့ကသူတို့ဆက်ပြီးအုပ်ချုပ်လို့ရနေရက်သားနေမြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီစနစ်ပြန်ပြီးအသက်ဝင်လာစေဖို့အတွက်ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်နေကြတယ်။ပြည်သူတွေကိုဒီမိုကရေစီနိုင်ငံစီပြန်ရောက်ဖို့အတွက်လှုပ်ပေးနေကြတယ်။တကယ်ဆိုရင်များကိုယ့်ကိုအာဏာလက်ထဲကင်ချပြီးတော့ဘုဒ္ဓဘာသာလွှတ်မပေးပဲရွေးကောက်ပွဲမလုပ်ဘဲနေလို့ရရတာနဲ့စစ်တပ်ကလူတွေစစ်တပ်ရဲ့ကာကွယ်ရေးဖြစ်တဲ့ဘုလိုမှုကြီးမင်းအောင်နိုင်ငံကရွေးကောက်ပွဲကိုပေါ်ဆောင်မှုလုပ် ဒါစစ်တပ်ကမကောင်းလို့လုပ်တယ်တကယ်ဆိုလို့ရှိရင်အားလုံးဆုံးပဲလားစစ်တပ်မကောင်းခဲ့တဲ့အတွက်ကျွန်တော်တိုင်းပြည်အစိုးရတို့ကကျွန်တော်ပြောပြခဲ့တယ်ဖြစ်တယ်လို့ဖြစ်ခဲ့တယ်စစ်တပ်ကတော့နေသားကလို့နေခဲ့တာစစ်တပ်မကောင်းဘူးဒီဟုတ်ချုပ်ပါကျွန်တော်ပြောပြတာနေနေကိုတင်းတင်းချာချာပြန်ပြီးချာချာ အဲ့ဒီအချိုးအကွေတွေမှာအဲ့ဒီအဖြစ်ပြက်တွေမှာမြမတက်မတော်ကတာနေသားတို့နေခဲ့မယ်ဆိုရင်ကောက်ွေးဦးစီးချုပ်တွေကမဆိုင်တယ်လို့နေခဲ့ကြမယ်ဆိုရင်မြမတက်မတော်သားတွေကတိုင်းပြည်အတွက်သူတို့ရဲ့အသက်နဲ့ခန္ဓာကိုမပေးချင်ခဲ့ကြဘူးဆိုရင်ဒီအချိန်မှာမြမနိုင်ငံကြီးဒီမြေပေါ်တိုင်းရှိနေပါဦးမယ် ဒီမိုကရေစီဆိုတဲ့အရာတိုင်းအသေးပွင့်မြန်မာနိုင်ငံနိုင်ငံသားတွေခံစားခွင့်ရကြပါဘူး။ဒေါ်ဆန်းစုကြည်ဆိုတဲ့အမျိုးသမီးကြီးတယောက်လို့တော်လေးရောက်လာခွင့်ရပါဘူး။ Energy Party အနာရအစိုးရဖြစ်လာပါဘူး။ဒါတွေအားလုံးဖြစ်လာတယ်ဆိုတာဘာလို့ကြောင့်လဲ။ဘယ်ဖွဲ့စည်းကြောင့် 谢谢。你妈在不在？在没有。